ပါရှင်ကျမကတော့ချီချိုဆမ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ AR တိုင်းပသိမ်မျိုးပေါ်ကကန်သုံးစင်ပြည်တော်စုကွေမှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုနိုဝင်ဘာလ၁ရက်ညပိုင်းမှာစစ်ကောင်စီတပ်ကလုံခြုံရေးတင်းကျပ်ပြီးဘက်ဟိုနစီနဲ့ဖျက်ဆီးလိုက်တယ်လို့ပသိမ်မျိုးကန်တွေစီကသိရပါတယ်။ပြည်တော်စုကွေကဗိုလ်ချုပ်ရုပ်ထုထားတဲ့အဝန်ပတ်ချာလဲကိုပိတ်အစိမ်းတွေနဲ့ကာပြီးစစ်သားတွေနဲ့ရဲတွေကလုံခြုံရေးယူကဗိုလ်ချုပ်ကြေယုတ်ကိုဖျက်ဆီးလိုက်တာလို့ဆိုပါတယ်။ အပြင်ကနေကြည်ရင်ဘူကျုပ်ကျေယုတ်ကိုမမြင်ရတော့ပဲအထက်ကိုတေချာဝင်ကြည့်ခွင့်မပေးပဲလုံကျုံရေးတွေချထားတယ်လို့ပသိမ်မျိုးကကပြောပါတယ်ပသိမ်မျိုးကန်သုံးစင်ပြည်တော်စုကွင်းထဲမှာရှိတဲ့ဘူကျုပ်ကျေယုတ်ကိုစစ်ကောက်စီတပ်ကဖြိုဖျက်ပစ်တာနဲ့ပတ်သက်ပြီးနိုဝင်ဘာလ2ရက်မနက်ပိုင်းမှာလူမှုကွင်းရဲ့ဆာမနာရီမှာဝေဖန်ရေးသားတာတွေလည်းရှိနေပါတယ်ရှင် စကိုင်းတိုင်း6ဦးမြို့နယ်ငါလုံးတေးရွာကိုစစ်ကောက်စီတပ်ကနိုဝင်ဘာလ2ရက်မနက်9နာရီလောက်မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်မိန်ကလေးငယ်2ယောက်သေဆုံးခဲ့ပြီးတယောက်တရားပြင်းထန်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်၆ဦးမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီအထိုက်တက်ကနေငါးလုံးတေရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အသက်22နှစ်အရွယ်မတ်တသိအောင်နဲ့အသက်73နှစ်အရွယ်ရိုးမမီခိုင်တို့တေဆုံးခဲ့ကအသက်73နှစ်အရွယ်မတ်ဖူဖူမြက်ကထိခိုက်ဒဏ်ရာပြင်းထန်တဲ့အတွက်စေကုသမှုခံယူနေရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးတွေထဲကငါးလုံးဟာငါးလုံးတရွာတောင်ပိုင်းကိုကြားရောက်ခဲ့ပြီးထိခိုက်ဒဏ်ရာရခဲ့တဲ့မိန်းကလေးငယ်လေးအသက်အန္တရာယ်ဆွေးရတယ်လို့ဒေသခံကပြောပါတယ်ငါးလုံးတရွာဟာ6ဦးမျိုးအနောက်ဘက်နဲ့၄မိုင်လောက်กว่าဝေးပြီး H7000 ကျော်ရှိတဲ့ကြေးရွာဖြစ်တယ်လို့သိရပါတယ်၆ဦးမျိုးပေါ်မှာရှိတဲ့စကောင်စီတက်ကအော်တိုဘလ10ရက်ည10နာရီကျော်အချိန်ကလည်းငါလုတ်တရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံ၂ယောက်သေဆုံးပြီး၂ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ တရားမဝင်သွားရောက်မှုတွေကြောင့်မြန်မာရွှေ့ပြောင်းတွေဇက်တိုက်ဖက်စီခံရပေမဲ့ထိုင်းကနေတဆင့်မလေးရှားကိုတရားမဝင်သွားတဲ့ဈေးကွက်တစ်ခုပေါ်လာပြီးဘတ်9000ကနေ8000အထိပေးနေရတယ်လို့အလို့သမားကြီးလှုပ်ရှားသူတွေကပြောပါတယ်ဇွဲသက်သတင်းပေးပို့ထားပါတယ်ရှင်ဆရာနာတင်ပြီးနောက်ပိုင်းအာနာသိန်းစစ်တပ်ကပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းအတည်ပြုပြီးတဲ့နောက်ပိုင်းမှာ စစ်မှုထမ်းအသက်အရွယ်အကျုံးဝင်တဲ့လူငယ်လူရွယ်တွေပြပထွက်အလုလုခွင့်ကိုလည်းဤမျိုးစုံနဲ့ကန့်သက်ထိန်ချုပ်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့မြန်မာနိုင်ငံကနေနိုင်ငံပြန်ပကိုတရားမဝင်နီလန်းနဲ့လာရောက်ဖို့ကြိုးပမ်းသူတွေများလာသလိုဖမ်းဆီးခံရမှုတွေလည်းဇက်တိုက်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုတရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးခံရသူအရေအတွက်ဟာပြီးခဲ့တဲ့ဆယ်လအတွင်းတထောင်ကျော်ရှိခဲ့ပြီးလားစင်လို့လို့လဲထောင်ထဲချီတဲ့မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရတယ်လို့အလို့သမားရေးလှုပ်ရှားသူတွေကပြောပါဗျ။မြန်မာလူငယ်တွေဟာပြည်ရင်းမှာမလုံခြုံမှုအလောက်ကန်ရှပ်ပါတာတွေကြောင့်ပြည်ပကိုနီလန်းမျိုးစုံနဲ့ရွှေ့ပြောင်းလာကြပြီးထိုင်းကိုတရားမဝင်အောင်လန်းကနေလာရောက်ဖို့အ ਨੇ ဆုံးဘတ်တောင်းခွဲကနေမလေးရှားနိုင်ငံထိအရောက်ဆိုရင်ဘတ်ငါးတောင်းကနေ၈တောင်းလောက်အထိပေးနေရတယ်လို့သိရပါဗျ။ 2025အောက်တိုဘာထဲမှာတော့တရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ဝင်ရောက်လာတာ900နေ1000ရရှိတယ်။တရားမဝင်နေဆက်ဖြတ်ကျော်တဲ့လူတွေအကုန်လုံးကအရွယ်ကောင်းလူငယ်မမွယ်တွေအများစုဖြစ်တယ်။သူတို့တွေကမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အချက်တီးချင်းမြောင်းတဲ့အခြေအနေတွေပေါ်မှာရန်နေလို့လည်းမဖြစ်၊ထသွားလို့လည်းမဖြစ်၊နောက်ပြန်ဆုတ်လို့လည်းမဖြစ်တဲ့ဘေးကျန်တဲ့အခြေအနေကြောင့်မိသားစုဝန်ကြီးလည်းဖြစ်ရှင်းကိုယ့်ရဲ့ဘဝလုံခြုံရေးအတွက်လည်းလွတ်မြောက်ရအောင်အဲ့လိုတရားမဝင်နေဆက်ဖြတ်ကျော်ကြတာဖြစ်တယ်။အဲပွဲစားဟူအဲဘတ်တပေါင်းငွေရနေပြီးတော့ မလေးရှားနယ်စပ်ထိဆိုဘတ်၈00တိပေးရတယ်ဘတ်9000ခွဲ6000 8000တိပေးရတယ်ပွဲစားပေါ်ပူလီရပါဘောနော်အလုတ်ပါအပြီးစီးဆိုဘတ်၈00တိရှိတယ်တရားမဝင်နယ်စပ်ဖြတ်ချော်မှုနဲ့ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေဆိုရင်လဲထိုင်းမှာထိုက်တဲ့ပြစ်ဒဏ်ချမှတ်ပြီးရင်မြန်မာနိုင်ငံဘက်အချမ်းပြန်ပို့တဲ့အခါအစိုးရတာဝန်ရှိသူတွေထံလွှဲပြောင်းပေးတာကြောင့်စစ်မှုထမ်းအသက်ကျောင်းဝင်တဲ့လူငယ်တွေဟာရနောင်းကော့တောင်လမ်းကြောင်းကနေတဆင့်အထမစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့အခြေအနေလဲကြုံနေရပါတယ် ထိုင်းတောင်ပိုင်းမှာအထောက်အထားမဲ့ရောက်ရှိနေတဲ့လူသမားတွေကတော့အော်တိုဘားလာအတွင်းထိုင်းဆိုရကပြုတ်လုပေးတဲ့ပန်းရကတ်ဗတ်စင်းအစ်စ်တင်ထားပေမဲ့အော်တိုဘားလာ16ရက်နေ့မှာဗတ်စင်းရုတ်တရက်ပိတ်လိုက်တာကြောင့်သွားလာနေထိုင်ရင်အခက်အခဲတွေကြုံနေရပါတယ်။နားနားလည်းမှုတွေကျွန်တော်ဗတ်စင်းတင်ထားတယ်ပေါ့နော်လူသစ်တွေလာတယ်လားမြန်မာပြည်မှာလည်းနိုင်ငံရေးအခြေအနေကသိတယ်မို့လား16နှစ်19နှစ်အသက်20ရာနှစ်အသက်50လောက်ထိကိုကျွန်တော်ဒီပတ်သနီနာလာမိသားစုရှိရာတွေလာကြတာပေါ့အဲ့တော့ဗတ်စင်းအစ်စ်တင်ထားတယ် ဆိုတော့ကျွန်တော်တို့ကပြီးခဲ့တဲ့ဟိုဟာကျွန်တော်တို့တထေးတွေကပြောထားတော့ကျွန်တော်တို့ဘတ်ဘတ်တိလုပ်ပေးမယ်ဘတ်တိတရားမယ်ဆိုတော့အခုစီးရင်တွေပါလေအခုပေးပြီးတော့ငွေတွေပါလေတွေးထားတာပေါ့နော်16ရက်နေ့လဲကြာလဲကြာတော့ကျွန်တော်တို့ဘတ်ကပိတ်တယ်တဲ့ပလေယိုးနေပါ냐ဟိုသူတို့ကထောက်ခံသားတွေပါရေးပြီးတယ်ပေါ့ဟာကျွန်တော်တို့ဒီမှာရေလုံရေလုံသားတွေပေါ့နော်ရေလုံသားရောက်လာကိုဘတ်စီဘတ်တိစီးတင်တာပေါ့ကိုပိတ်သွားတယ်ဆိုတော့ကျွန်တော်အဲအဲ့လိုဆိုလို့ရှိလို့ရှိရင်ကိုကကိုအရန်တော့အတော်လာနေစင်ရင်ပေါ့အနေထိုင်လေးတွေတော့စင်ရင်ပေါ့ကိုကကိုပုံမှန်နေပုံမှန် ဒီဖယ်ဒီမှာငါးဖယ်ဒီမှာပုံမှန်လောက်ကင်နေလို့ရှိရင်အဆင်ပြေတော့ပေါ့ကိုယ်အဲ့လိုမျိုးပေါ့ဌာနငံကိုတရားမဝင်နဲ့ဆက်ဖြတ်ကျော်ဝင်ရောက်တာအထောက်ထားပြည်စုံမရှိပဲကန့်တက်အလုပ်တွေမှာလောက်ကင်တာထိုင်းမှာရာဇဝတ်မှုကျွလွန်တာစတဲ့အကြောင်းမျိုးနဲ့ဖမ်းဆီးခံရသူတွေကိုပြစ်ဒဏ်ချခံရပြီးတဲ့နောက်မြန်မာစစ်တပ်လက်ထက်ကိုထိုင်းဘက်ကအာဏာပိုင်တွေကလွှဲပြောင်းပေးနေတာဖြစ်ပါတယ် စစ်တပ်ကအနာသိမ်းနောက်ပိုင်းပြည်တွင်းကလူငယ်တွေကိုပုံစံမျိုးစုံနဲ့ဖမ်းဆီးတာပြစ်ခတ်တပ်ဖြတ်တာတွေဖြင့်အထက်မှစစ်မှုထမ်းစစ်ခိုင်းတာပေါ်တာဆွဲတာတွေကြောင့်လူငယ်တွေအများစုဟာအင်းနီချင်းထိုင်းနိုင်ငံကိုရရနီလန်းတွေနဲ့ရွှေ့ပြားကအလုလုကန်နေကြပါတယ်ခင်ဗျာကျွန်တော်ဇွဲသက်ပါ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆန်းပါရှင်